မင်္ဂလာပါခင်ဗျာဒီမိုကရက်တစ်မြန်မာတန်ရုံမြင့်တရားအစီအစဉ်တွေကိုရှုစားနေကြတာဖြစ်ပါတယ်ဒီကနေ့မြန်မာတက်ကရ1394ခုနှစ်ပြတ်တော်လာပြကျော်73ရက်ခရစ်တက်ကရ2023ခုနှစ်ဖေဖော်ဝါရီလ8ရက်တောက်ကြနေညနေ4နာရီထိရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာမတိလာမြို့မှာငញ្ញံရဲအတွက်လမ်းလျှောက်နေတဲ့အဖွဲ့တွေပူပေါင်းလိုက်ကြပြီဖြစ်တဲ့သတင်းအစားဖွံ့မျိုးရေးဘဏ်ကမြဝကျုံပေါ်ဒေတာဖွံ့ဖြိုးတိုးတက်ဖို့အတွက်အကူအညီတွေပေးတော့မယ်တဲ့။ တ်တော်ကိုဝေဖန်ထားတဲ့ဒေါက်တာစိတ်ဖွားကိုကော်မရှင်ဖွဲ့ပြီးတော့စုံစမ်းတော့မယ်တဲ့ဒီသတင်းနေနဲ့တို့အာကစားသတင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းရှုစားကြရအောင်မှာဖြစ်ပါတယ်။အဲ့ထက်ကပထမဦးဆုံးအနေနဲ့ညဉ့်ဉန်းအတွက်ရန်ကုန်ကနေပြီးတော့လမ်းလျှောက်တဲ့အဖွဲ့ဟာမုံရွာမြို့ကနေညဉ့်ဉန်းအတွက်လမ်းလျှောက်တဲ့အဖွဲ့နဲ့မေတ္တလာမြို့မှာပူးပေါင်းလိုက်ကြပါတယ်။ဒီကြောင့်ကိုဒေါခင်ယူပါရဲ့သတင်းပေးပို့ကြမှာတွေ့မြင်ကြရမှာပါခင်ဗျာ။ ရန်ကုန်မြို့ကနေလိုင်စာမြို့အထိခြိတက်လမ်းလျှောက်ဆန္ဒထုတ်ဖော်သူတွေဟာဇန်နဝါရီလ9ရက်နေ့မှာမန္တလေးတိုင်းမိထီလာမြို့ကိုရောက်ရှိလာပြီးမုံရမြို့ကနေလိုင်စာအထိငြိမ်းချမ်းရေးအတွက်လမ်းလျှောက်သူတွေအဖွဲ့နဲ့ပူးပေါင်းလိုက်ပါတယ်။အဲ့ဒီအဖွဲ့ဟာမင်းချက်မြို့ကနေငြိမ်းချမ်းရေးအတွက်လမ်းလျှောက်သူတွေအဖွဲ့နဲ့မန္တလေးမှာတွေ့ဆုံမှာဖြစ်ပြီးပူးပေါင်းသွားအောင်မှာဖြစ်ပါတယ်။ရန်ကုန်ကနေလိုင်စာအထိကချင်းပြည်နယ်ငြိမ်းချမ်းရေးအတွက်ခီးရှိလမ်းလျှောက်နေကြတဲ့အဖွဲ့ဟာရန်ကုန်မြို့ကနေဇန်နဝါရီလ21ရက်နေ့ကစတင်ထွက်ခွာလာခဲ့ကြတာပါ။သူတို့တွေဟာ ကချင်ပြည်နယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်တန့်ပြီးဒေသခံတွေလုံခြုံအေးချမ်းစွာနေထိုင်နိုင်မှုရည်ရွယ်ပြီးအခုလိုခီးရှည်လမ်းလျှောက်နေကြတာပါကချင်ပြည်နယ်မှာတိုက်ပွဲတွေပြန်ဖြစ်ပွားနေတာတနက်ခွဲကျော်ကြာမြင့်နေပြီးတောတောင်တွေထဲမှာစစ်ဘေးရှောင်ပြည်သူ8000ကျော်လောက်ရှိနေပြီလို့ဒုက္ခသည်တွေကိုအခုကြီးပေးနေတဲ့အဖွဲ့တွေကခန့်မှန်းထားကြပါဗျ။ကျမခင်ယူပါပါရှင်။ လာမယ့်ဖေဖော်ဝါရီလ12ရက်နဲ့13ရက်နေ့တွေကြာရင်မန်းလေးမြို့ကိုရောက်လာတော့မယ်ဒီညဉ့်ညဉ့်လမ်းလျှောက်အဖွဲ့ဟာဒီပြည်တော်စုနေအခမ်းအနားနဲ့ဗိုလ်ချုပ်ဆန်းရဲ့မွေးနေ့အခမ်းအနားတွေကိုတက်ရောက်မယ့်အပြင်မဟာမြတ်မုနိဖရာမှာလည်းညဉ့်ညဉ့်ရေးအတွက်ဆုတောင်းပွဲပြုလုပ်မယ်လို့စီစဉ်သူတွေကဒီပွဲပြီကိုပြောပါရတယ်ဒီဖွဲ့ဟာအစိုးရနဲ့ KIA ကြားတိုက်ပွဲတွေဖြစ်ပွားနေတာဒီညဉ့်ညဉ့်ရရှိစေဖို့အတွက်ရည်ရွယ်ပြီးတော့ရန်ကုန်ကနေကချင်ပြည်နယ်လိုင်စာအထိလမ်းလျှောက်ကြည့်တက်နေကြတာလည်းဖြစ်ပါတယ်ခင်ဗျာ 2014ခုနှစ်မှာမြန်မာနိုင်ငံကဥဆောင်ကျင်းပမဲ့အာဆီယံလူမှုညလာခံအချိန်တစ်နှစ်လောက်ပဲလိုတော့ပေမဲ့ဒီမြန်မာအရက်ဖက်အဖွဲ့အစည်းတွေအကြမှာအာဆီယံနဲ့ပတ်သက်တဲ့အသည့်အမြင်လိုအပ်ချက်တွေအများအပြားရှိနေပါတယ်။ဥအောင်စိုးထိုက်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။မြန်မာနိုင်ငံအနေနဲ့အာဆီယံဥက္ကဋ္ဌဖြစ်တောင်းဝန်ယူမှုနဲ့အတူပြည်တွင်းမှာရှိတဲ့အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကလည်းအာဆီယံဆိုင်ရာရက်ဖက်အဖွဲ့အစည်းများညလာခံဒါမှမဟုတ်အာဆီယံလူမှုညလာခံကိုဥဆောင်ကျင်းပရမှာဖြစ်ပါတယ်။ဒါပေမဲ့ ကျင်းပရမယ့်အခြေအနေကလာတာနဲ့အမျှအတွေ့အကြုံနှုတ်နယ်တဲ့မြမရက်ဖတ်အဖွဲ့အစည်းတွေအနေနဲ့လည်းလိုအပ်ချက်တွေလေ့လာသိဉာဏ်တွေရှိလာနေတာဖြစ်ပါတယ်။ဒီလိုကျင်းပတဲ့အခါမှာအဓိကဥဆောင်ရမယ့်အဲလူတွေကလည်းရက်ဖက်ဖွဲ့စည်းတွေပဲဖြစ်တယ်လို့လာပြီးတည့်ရမယ်လာပြီးဆွေးနွေးကြမယ်လူတွေကလည်းရက်ဖက်ဒီအာဆီယံဒေသမှာရှိတဲ့အော်ရက်ဖက်ဖွဲ့စည်းတွေကကိုယ်စားလှယ်တွေပဲဖြစ်တယ်။ဒါပေမဲ့မြန်မာပြည်မှာရှိတဲ့ရက်ဖက်ဖွဲ့စည်းတွေက အာဆီယံလူလူညီလာခံနဲ့ပတ်သက်လို့အသိပညာဘူးတုဒါတွေနေတယ်မသိသေးဘူးအခုမှစပြီးတော့မှစံတော်ဝါဝါဖြစ်နေတဲ့အခါကျတော့ကျွန်တော်ဒီရပ်ဖက်ဖွဲ့စည်းရေးဂျားထဲမှာတော့ဒီအာဆီယံနဲ့ပတ်သက်လို့အာဆီယံလူလူညီလာခံနဲ့ပတ်သက်လို့ပိုးပြီးကြကြပြန့်ပြန့်တည်လာဖို့တော့လိုအပ်ချက်တွေပြည့်တည်ရှိနေတော့မှာပဲအဲ့ဒါကြောင့်အဲ့ဒီလိုဥဆောင်ကျပနိုင်မှုအတွက်အာဆီယံဆိုင်ရာလုံခြုံရေးဆွေးနွေးပွဲများဥဆောင်ကျင်းပရေးတင်နန်းကိုလည်း မြန်မာလူမှုညီလာခံအဖွဲ့ကအခုလ6ရက်နေ့ကစပြီးစတင်ပို့ချနေပါတယ် So what is uh, what is your reaction The message is is for uh, is is very clear လက်ရှိရှိနေတဲ့အာဆီယံတန်ဖိုးကိုပါအာဆီယံတန်ဖိုးတွေလက်ရှိအာဆီယံနဲ့ချိတ်ဆက်ကြတယ်ကျွန်တော်နိုင်ငံမှာရလာမဲ့ခွင့်လန်းလေးဒါတွေကလုံးကကျွန်တော်တို့အများကြီးနားလည်အောင်လေကြိုးစားအများကြီးလေးတွေးအောင်ဒီအတွက်ကိုလည်းကျွန်တော်တို့ကကြိုးစားနေပါတယ် ရက်ဖက်ဖွဲ့စည်းတွေကြားထဲမှာအာဆီယံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပို့ပြီးကြည့်ကြည့်ပြန်ပြန်သိလာဖို့အတွက်ဂျိုဖော်ဒီဒီတင်နန်းပေးမဲ့သူတွေကို ခေါ်ပြီးတော့မှတင်နန်းအရင်ပေးဖို့ဒီဖွဲ့ကိုစီစဉ်ရတာပါဒီတင်နန်းကိုရန်ကုန်မြို့ကဘာကြီးဖျားလက်မော်ကမီကာဆာဟိုတယ်မှာပြုလုပ်နေတာဖြစ်ပါတယ်တင်နန်းမှာပြည်တွင်းကအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကတင်နန်းသားတင်နန်းသူ25ယောက်ကိုရွေးချယ်တင် जा ပေးနေတာဖြစ်ပါတယ်ကျွန်တော်အောင်ဆုံးထိုက်ပါ အင်တာနက်ထဲက blog တစ်ခုမှာဖော်ပြခဲ့တဲ့ဒေါက်တာစိတ်ဖွားရဲ့ Avoid the Law ဥပဒေပေါ်ကဆိုတဲ့ခေါင်းစဉ်ပါဒီဝေဖန်ချက်တွေနဲ့ပတ်သက်ပြီးတော့ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်တရက်ကို February 9ရက်နေ့ကပြောင်စုလွှတ်တော်အတွင်းမှာဖွဲ့စည်းလိုက်ပါတယ်ဥမောင်တူကတင်ဆက်ပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအင်တာနက်မှာဖော်ပြထားတဲ့ဒေါက်တာစိတ်ဖွားဆိုသူရေးတဲ့ above the law စောင်းပါနဲ့ပတ်သက်ပြီးစုံစမ်းရေးကော်မရှင်ကိုအမျိုးသားလွှတ်တော်ဒုက္ခတာဦးမြငင်းခေါင်းဆောင်နဲ့အဖွဲ့ဝင်12ဦးနဲ့ဖွဲ့စည်းလိုက်ပါပြီ ဒီကော်မရှင်အနေနဲ့ဒေါက်တာစိတ်ဖွားရဲ့ရည်သားချက်ဟာနိုင်ငံတော်လုံခြုံရေးတရားဥပဒေစိုးမိုးရေးရက်ရွာအီဂျန်တာယာရေးပြည်သူတို့ရဲ့ကိုကျင်တရားလို့ငါပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့ဆန့်ကျင်တာရှိမရှိစစ်ဆေးသွားမှာပါအင်တာနက်ကနေတရားမဝင်ရည်သားဓာရီဟာအခုရက်ပိုင်းဇက်တိုက်ဖြစ်ပေါ်နေတာပါမကြာခင်ကပဲ Voice Weekly Journal ရဲ့ Facebook စာမျက်နှာအားခံခဲ့ရတာပါအဲ့တော့ဒီလို Facebook ကိုဟက်ခံရတယ်ဆိုတာ တော်တော်လေးမီဒီယာအားလုံးကပကောင်းပေါ့နော်ဒီကိစ္စမျိုးကနောက်တော့ဒီလို hack တဲ့လူတွေကလည်းဒီလိုလုတ်တဲ့လူတွေကလည်းဘာရည်ရွယ်နဲ့လုတ်လဲဆိုတာတော့စဉ်းစားချက်ရှိတာဒါအပြင်ဇက်တိုက်ဆိုသလိုပဲသမရရဲ့အစိုးရ website ကိုလည်းတိုက်ခိုက်ခံခဲ့ရပါသေးတယ်ဒါပေမဲ့သမရယုံ website ကို hack တဲ့လူတွေကတော့ Indonesia ကနေပြီးတော့လာတယ်လို့တော့သမရယုံကကိုစောထေးရဲ့အဲကူစော Facebook မှာပြောတဲ့အချက်အရာတော့ အင်ဒိုနီးရှားဘက်ကလာတယ်ကျွန်တော်တို့ဟာတော့ဘယ်ကနေလာဆိုတော့ flight တူတော့တန်တရားရှိစီကကောင်းတာတော့မြန်မာ express ပေါ့မြန်မာ express ကကျွန်တော်တို့ hack လုပ်နေတဲ့အချိန်မှာမြန်မာ express ကတင်းနေပြီကျွန်တော်တို့ရဲ့ admin account ကိုသူက hack တယ်လို့ယူသွားပြီးတော့အဲ့ admin account ကနေပြီးတင်းနေတာပေါ့တင်းနေတဲ့တင်းနေကိုအကုန်တော်တော်များများမြန်မာ express ကတင်းနေဖြစ်နေတာမြန်မာ express ကကတော့သူကဟိုဟို energy ဆဲမယ်ပါတီတွေဆဲမယ်နော် အမီဒီယာတွေဆဲတယ်ဆိုတော့ဒါဒီလိုလှုပ်လှုပ်နေတဲ့သူပေါ့ဆိုတော့ဒါတန်လျာဖြစ်စရာရှိတာပေါ့ဒီလိုခြေနေမှာအင်တာနက်မှာရေးသားတဲ့ဖော်ပြချက်တစ်ခုကိုလွှတ်တော်ကကော်မရှင်ဖွဲ့စုံစမ်းစစ်ဆေးတာဖြစ်တယ်လို့ဒီလိုစုံစမ်းတာကလည်းပထမဦးဆုံးချိန်ဖြစ်ပါတယ်ကျွန်တော်မောင်တူပါ နိုင်ငံတော်သမ္မတကလက်လက်နေတဲ့ဆက်သွယ်ရေးတရင်အချက်လက်နဲ့ဤပညာဝန်ကြီးဌာနရဲ့ပြောင်စုဝန်ကြီးအဖြစ်ဘူချုပ်ကြီးမြတ်ဟင်းကိုခန့်အပ်တာဝန်ပေးဖို့အတွက်ပြောင်စုလွှတ်တော်ကိုဖေဖော်ဝါရီလ၈ရက်နေ့မှာတဝန်လွှာပေးဖို့လိုက်ပါတယ်။ဒါ့အပြင်အဲ့ဒီတဝန်လွှာထဲမှာပဲနေဆက်ရေးရာဝန်ကြီးဌာနပြောင်စုဝန်ကြီးဖြစ်တဲ့ဒုတိယဘူချုပ်ကြီးတိန့်ထေကိုအရင်ထမ်းဆောင်ခဲ့တဲ့စစ်ဖက်တာဝန်နဲ့ပြန်လည်ထမ်းဆောင်စေပြီးတော့နေဆက်ရေးရာပြောင်စုဝန်ကြီးနေရာအတွက်ဒုတိယဘူချုပ်ကြီးတက်နိုင်ဝင်းကိုအစာထိုးတာဝန်ပေးအပ်ဖို့လည်းတင်ပြထားတာဖြစ်ပါတယ်ခင်ဗျာ။ ရုရှားဂျက်လီယန်နှစ်စီဟာဖေဖော်ဝါရီလ9ရက်ကြာတာပရင်းနေ့ကဂျပန်လေပိုင်နယ်ထက်ကိုဝင်ရောက်လာပြီးနောက်မှာတော့ဂျပန်စစ်တပ်ကတိုက်လေရင်တွေလည်းအရေးပေါ်ချက်ချင်းတက်လိုက်သွားတယ်လို့ဂျပန်နိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်ပါတယ် SU-27 အမျိုးအစားဒီရုရှားဂျက်လီယန်နှစ်စီဟာဂျပန်နိုင်ငံမြောက်ဖက်အစွန်ပိုင်းဒီဟော့ကာရိုကျွန်းထိပ်ဖြားအနီးနဲ့ယီရှိကျွန်းနာနဲ့မလမ်မကမ်းမှာရှိတဲ့ဒီဂျပန်လေပိုင်နယ်ထက်မှာ10မိနစ်ကျော်လောက်ဒီရောက်ရှိပြီးတဲ့နောက်ပိုင်းမှာဒီအကြောင်းထူးတစုံတရာမရှိဘဲ နဲ့ထွက်ခွာခဲ့တယ်လို့လည်းဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒီဖြစ်ရာဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းရုရှားနဲ့ဂျပန်တို့ရဲ့အငင်းပွားနေကြတဲ့နယ်နိမိတ်အနီးတစ်ဝိုက်မှာဖြစ်ပွားခဲ့တာပါ။ဂျပန်အာဏာပိုင်တွေကဒီဖြစ်ရာနဲ့ပတ်သက်ပြီးတော့ရုရှားအစိုးရကိုတရားဝင်ကန့်ကွက်လွှာပေးဖို့ထားတယ်လို့လည်းဒီဂျပန်နိုင်ငံတိုကျိုသတင်းဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်။ရုရှားအာဏာပိုင်တွေကတော့သူတို့ရဲ့ချက်လျင်လေဂျပန်လေးပိုင်းနဲ့တည်းဝင်ရောက်ခဲ့တယ်ဆိုတာကိုညှင်းပယ်ထားတယ်လို့လည်းရုရှားနိုင်ငံရဲ့ Interfax သတင်းဌာနကလည်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒီဖြစ်ရာ2008ခုနှစ်နောက်ပိုင်း ပထမအဦးဆုံးအကြိမ်ဖြစ်ရလို့လဲတိုချိုသတင်းဌာနကသတင်းထုတ်ပြန်ထားတာပါတယ်ခင်ဗျာ။ မြောက်ကိုရီးယားရဲ့မျှော်မှန်းထားတဲ့နျူကလ িয়ার စံတပ်မှုတွေဟာပဋိပက္ခတွေတိုးလာနိုင်စေတာပဲရှိပြီးတော့ဒုက္ခရောက်နေတဲ့မြောက်ကိုရီးယားပြည်သူတွေကိုဘာမှကူညီနိုင်မှာမဟုတ်ဘူးလို့အမေရိကန်နိုင်ငံဂျာယီဝန်ကြီးသစ်ဖြစ်လာတဲ့ဂျွန်ကယ်ရီကဖေဖော်ဝါရီလ9ရက်နေ့ကပြောကြားလိုက်ပါတယ်ဂျွန်ကယ်ရီကနိုင်ငံဂျာယီဝန်ကြီးဌာနဒီနိုင်ငံဂျာယီမူဝါဒစတင်ခန်းမှာဒီတက်ရောက်လာတဲ့ကျောင်းသူကျောင်းသားနဲ့အဖွဲ့အစည်းတွေကိုဒီလက်လက်ဝင်ရောက်နေတဲ့မြောက်ကိုရီးယားနဲ့ပတ်သက်ပြီးတော့ပထမအဦးဆုံးအခုလိုမှတ်ချက်ပေးလိုက်တာပါ မြောက်ကိုရီးယားကတတိယမြောက်နျူကလ িয়ার စမ်းသပ်မှုကိုမကြာခင်မှာပဲလှုပ်ဆောင်ဖို့တန်ဋိဌာန်ချထားခဲ့တာဖြစ်ပြီးတော့အဲ့ဒီလက်နက်မှာသုံးစွဲမဲ့ဒီကွဲပြားခြင်းကနေပြီးတော့နျူကလ িয়ার စွန့်ရင်ထုတ်လုပ်နိုင်သောပစ္စည်းအမျိုးအစားနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုတွေမြင့်တက်နေကြတာပါမြောက်ကိုရီးယားပြည်သူတွေဟာကမ္ဘာပေါ်မှာအဆိုးဝါးဆုံးစနစ်နဲ့အုပ်ချုပ်ခံနေရတဲ့နေရာမှာဒီညှဉ်းပန်းနှိပ်စက်ခံအာရမစီခိုင်းခံနေရပြီးတော့ခိုအောင်နေထိုင်မဲ့စားဒီပွန့်ပွန့်လင်းလင်းပို့ပြီးတော့ဖြစ်လာပြီးတော့ကမ္ဘာနဲ့အဆက်အသွယ်ရရှိဖို့အလွန်လိုအပ်နေတယ်လို့လည်းဂျွန်ကယ်ရီကဖြည့်ဆွတ်ပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာ မြန်မာနိုင်ငံကမြဝကျွန်းပေါ်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ADB ကဒီဝိုင်းဝန်းဆောင်ရွက်ပေးသွားဖို့ရှိနေပါတယ်ဖေဖော်ဝါရီလ9ရက်နေ့ကနိုင်ငံတော်တမတနဲ့အာရှဖွံ့ဖြိုးမှုဘဏ် ADB ကဥက္ကဋ္ဌတို့တွေ့ဆုံကြပါအခုအညီပေးရေးအစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့နှစ်ဖက်ဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်ဒါ့အပြင်မြန်မာနိုင်ငံမှာရှိတဲ့မြစ်ကြီး30ကရေကြိုတွေကိုအကျိုးရှိစွာအသုံးချနိုင်ရည်နဲ့ရေအားလျက်စစ်ထုတ်လုပ်နိုင်ဖို့အတွက်ဒီမြစ်ကြောင်းထိန်းသိမ်းရေးကိစ္စတွေကိုလည်းဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ဖို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ကမ္ဘာ့ဘဏ်နဲ့အာရှဖွံ့ဖြိုးမှု ဘန်တွေပေါ့မြန်မာနိုင်ငံကတင်းနေတဲ့အကျွေးတွေကိုဂျပန်ရဲ့အကူအညီနဲ့ပြန်ပြီးတော့ဆက်နိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမြန်မာနိုင်ငံကိုနှစ်ပေါင်း30အတွင်းပထမအဦးဆုံးချင်းငွေဖြစ်အေတီဘီဘန်ကဒေါ်လာ 932တန်းချိသွားမယ်လို့ဒီဇန်နဝါရီလကလည်းသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းလူမှုရေးနဲ့စစ်ပွားရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေအတွက်မြန်မာနိုင်ငံထဲမှာ ADB ရဲ့အကူအညီထောက်ပံ့ရေးလုပ်ငန်းတွေကိုအကောင့်ထည့်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။ ADB ကဒီမြို့ဝကြုံပေါ်ဒေသဖွံ့ဖြိုးရေးအတွက်အကူအညီပေးသွားမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့အဲဒီဒေသမှာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နေတဲ့မင်္ဂလာမြန်မာအဖွဲ့ကဒေါက်တာဖုံးဝင်းကိုဆက်သွယ်မေးမြန်းထားပါတယ်။ဆိုအဲ့လိုလုပ်ဖို့အတွက်ကတော့သူတို့ဒီအစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှုတွေပဲ လုပ်နေလို့မရဘူးဒီပြည်လူလူလူဟောတယ်အထူးသဖြင့်စိုက်ရိုးရေးဆိုလို့ရှိရင်နေရာဌာနမှာပါဝင်တဲ့ဆောင်းဆွေသမားတွေနဲ့နော်ဒီမျိုးလုံးသားတွေနဲ့သူတို့ဒီစကားလေးကိုဆွေးနွေးလေ့လာပြီးတော့လုပ်မှကြာတော့ ADB ကကုမ္ပဏီနဲ့အဲ့လိုပဲကဘာမှာရှိတဲ့ဒွေတီအဖွဲ့ကြီးကကုမ္ပဏီမှာကောင်းမှာသို့တော်လည်းပဲငွေကြေးအဖွဲ့ကြီးတွေပေါ့ဟာဒီ International Financial Institute အဲ့လိုအဖွဲ့ကြီးတွေဒီ ADB လို့လို့ဝေါ်ဖိတ်လို့သူကူတိုင်း စီမံကိန်းတိုင်းကအောင်မြင်တာမဟုတ်ဘူး။သူတို့ပုံပြီးတော့အောင်မြင်တဲ့စီမံကိန်းရတယ်။အများစုရှိတယ်။ဆိုတော့ကျွန်တော်တို့ဒီမှာကကုလက်စီမံကိန်းကအောင်မြင်တဲ့စီမံကိန်းဖြစ်လို့ရှိရင်တော့ကျွန်တော်တို့ပြည်သူတွေအတွက်အများကြီးအကျိုးရှိမှာပေါ့။ကျွန်တော်တို့နိုင်ငံရဲ့ရေရှည်ပြည်ပြုံးမှုတွေအများကြီးအကျိုးရှိမှာပေါ့။ နေ့ရက်စက်ပြိုးရေးလုပ်ငန်းတွေမှာဓာတုပိုးသက်စီတွေကိုအရန်မတုံးကြဘူးစက်ပြိုးရေးပညာရှင်တွေကပြောဆိုထားကြပါတယ်ခွန်မတာကသတင်းပေးပို့ထားပါတယ်ခင်ဗျာဟင်းတဟင်းရက်စက်ပြိုးရေးလုပ်ငန်းတွေမှာဓာတုပိုးသက်စီတွေကိုအုံပြုတ်တဲ့အတွက်လူတွေကိုအန္တရာယ်ဖြစ်စေတယ်လို့ရေရှည်တွေမှာလည်းမျက်စိလွာကိုထိခိုက်နိုင်တယ်လို့ပြောပါတယ်ဟင်းတဟင်းရက်တွေကိုမင်းတို့ပိုးသက်စီတွေပြန်တယ်နော်ပိုးသက်စီဆိုတာကဓာတု ကိုယ်သာဆေးတွေရှိသလိုသဘာဝကိုယ်သာဆေးတွေလည်းရှိတာပေါ့နော်ဓာတုဆိုတာဆက်ရင်ဝင်ထုတ်လုပ်ခဲ့ကိုယ်သာဆေးတွေပေါ့လူအညည်ဖြစ်တယ်နော်အစိတ်အတောက်ဖြစ်စေတယ်အမဲတောင်သူတွေကတော့ဆေးပြန်ပြီးတလ15ရက်လောက်တိ persistent ဖြစ်တဲ့အဲ့ဒါအပင်ပေါ်မှာနေပြီးတော့ဘိုးကောင်တွေကိုသေးစေတယ်ဆိုရင်ပိုကြိုက်တာပေါ့နော်သူအဲ့လိုမျိုးဆေးသုံးလေလေး စားသုံးနေတဲ့အပြည့်ဖြစ်လေပဲစက်ပြူရီတမားအများစုကတော့ဓာတုဆေးတွေဆက်ယုံကထုတ်လုပ်တဲ့ဓာမြေဩစာတွေကိုအသုံးပြုရတာဟာအလောက်ကိုပို့ပြီးမြန်ဆန်စေတဲ့အတွက်အသုံးပြုကြရတယ်လို့တဘာဝဓာတုဆေးတွေကလည်းလိုအပ်သလောက်မရရှိတဲ့အတွက်လည်းဓာတုဆေးတွေကိုပဲအ धिक အမိခိုအားထားနေကြရတာဖြစ်ပါတယ်တဘာဝပစ္စည်းရှားသွားတယ်အလိုရှားသွားလဲဆိုတော့ညီလေးအခုဖြစ်ပေါ်လာတဲ့ဧကာလိုက်ကိုဒီငွားချီမထက် ကြချီပဲမထက်အဲဟိုဓာတုဓာမြေဝစာကြတော့လွဲတယ်ထဲအပင်ဖြစ်ထုံဖို့ဓာမြေဩစာနဲ့တဘာဝမြေဩစာတွေကိုအချိုးကျကျသုံးရတယ်လို့လဲသူက ဆက်ပြောပါတယ်ဟင်တီဟင်ရွက်စိုက်ပြိုရေလုံငါတွေမှာဓာမြေဩစာပိုတဆေပေါန်တဆေစတာတွေကိုအသုံးပြုနေကြရပါတယ်အထူးသဖြင့်ဆောင်းတီနာတွေမှာပိုးမကြအောင်ဓာတုပိုတဆေတွေကိုဖြန့်ပေးနေကြရတာပါ တဘာဝတမြေဩစာနဲ့စိုက်ပျိုးထားတဲ့ဒီနာတွေကဇာတုံးသူတွေအတွက်အကျိုးရှိစေနိုင်တယ်လို့တဘာဝပတ်ဝန်းကျင်ကေဟစနစ်ကိုလည်းကောင်းမွန်စေနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းတဘာဝတမြေဩစာတွေကိုရှာဖွေရတာနဲ့ပြုတ်လောက်ရတဲ့အချိန်တွေကရှိတာကြောင့်အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ဓာတ်မြေဩစာကိုပဲအသုံးပြုမှုတွေပုံမှန်မြတ်ပြလာနေတာပါ။ကျွန်တော်ခွန်ဘတာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးကော်မရှင်ရဲ့အစီရင်ခံစာမထွက်ပေါ်သေးတဲ့အတွက်ရခိုင်တိုင်းရင်းသားများတုတ်တက်ရေးပါတီရဲ့ဥက္ကဋ္ဌဒေါက်တာအင်းမောင်တင်သွင်းနဲ့ရခိုင်ရေးအစိုးရတခုကိုအမျိုးသားလွှတ်တော်မှာဆက်လက်ဆွေးနွေးခွင့်မရခဲ့ပါဘူး။ဖေဖော်ဝါရီလ9ရက်နေ့ကအမျိုးသားလွှတ်တော်အစည်းအဝေးမှာဒေါက်တာအင်းမောင်ကရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေကိုစင်ကြင်သုံးသပ်ပြီးတော့နိုင်ငံရဲ့အချုပ်အခြာအာဏာတည်ရန်ခံမြေနေဆက်လုံခြုံရေးနဲ့လူဝင်လူထွက်စီမံခန့်ခွဲရေးဆိုင်ရာမဟာဗျူဟာမြောက်ရေးတို့ရေရှည်အထူးအစီအမံနေနဲ့ဦးစားပေးဆောင်ရွက်ဖို့ပြည်အောင်စုအစိုးရကိုတိုက်တွန်းကြောင်းအဆိုကိုတင်သွင်းခဲ့တာပါ။ ဒီအဆိုကိုဆက်ပြီးတော့ဆွံ့နှွေးဖို့အတွက်ထောက်ခံသူ40မပြည့်တဲ့အတွက်ဆက်ပြီးတော့ဆွံ့နှွေးခွင့်မရဘဲနဲ့ပယ်ချခံခဲ့ရတာဖြစ်ပါတယ်ခင်ဗျာရခိုင်ပြည်နယ်စစ်တွေမြို့မှာစပတ်ခွန်ကနေပြီးတော့ထင်းချောင်းဖြစ်လောင်စာထုတ်လုပ်တဲ့နိပညာစံသက်အောင်မြင်သွားပြီဖြစ်ပါတယ်ဒီကြောင့်ကိုတော့ဥအောင်စောထက်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာရခိုင်ပြည်နယ်အတွင်းတက်တော်တွေပြုံတီးပြီးထင်းရှားလာတဲ့အတွက်စပတ်ခွန်ကနေလောင်စာတောင်ထုတ်လုပ်တဲ့နိပညာကိုစံသက်အောင်မြင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ် စကားကူကိုလက်စစ်ကွိုင်းနဲ့ပူပေးပြီးထုတ်လုပ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကဒီပညာကိုလွန်ခဲ့တဲ့၃နှစ်လောက်ကလေးကစတင်ဆန်းသပ်ခဲ့ပြီးဖေရိုင်လာ၆ရက်နေ့ကစစ်တွေမျိုးစစ်မှုရပ်ကွက်မှာလောင်စာတောင်းထုတ်လုပ်တဲ့ဒီပညာကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တာလို့သိရပါတယ်တို့ဒီပုံဒီတော့ ਨੇ ထောင်းချလို့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်နိပညာနဲ့ကျွန်တော်တို့ရဲ့ဒါလုံးညာဆိုရင်ထောင်းလို့ညာကျွန်တော်တို့ထောင်းရဲ့အခက်ကြီးရှိရင်အေးထောင်းကိုလုပ်ဖို့တော့ကျွန်တော်တို့ရဲ့သာလုံးငယ်ကဝယ်ထင်းတီးအဲတော့တိုက်တော့ဝယ်ပြီး အဲဥအောင်ဖက်တွေကိုကျွန်တော်တို့ပူပေါင်းပြီးရလို့ဆိုစစ်တွေမြို့မှာတပေးအရှိရှိတဲ့ထင်းချောင်းရှစ်ချောင်းလောက်ပါတဲ့ထင်းတစ်စီးကိုကြက်နေရမိသေးတပိတာကိုကြက်400လောက်ပေါက်ဈေးရှိနေပြီးလောင်စာအတွက်ထင်းနဲ့မိသေးကိုတောင်ကုန်းနဲ့မြေဖို့မြို့နယ်တွေကတင်ပို့နေရတာဖြစ်ပါတယ် ခုစပကွန်ထင်းပြုလုပ်မှုကိုမြန်မာနိုင်ငံထက်ပဲမှလည်းတည်ထွင်ခဲ့ဘူးရာမိโกများတဲ့အတွက်မိမ့်မိန်သွားခဲ့ရပြီးရခိုင်ပြည်မှာတစ်တော်တွေပြုံးတီးလာတာကြောင့်လောင်စာရှားပါလာတဲ့အတွက်စပကွန်ထင်းလောင်စာတောင်းတပိတ်တာကိုကြက်တရာလောက်နဲ့မကြမီဈေးကွက်တင်ဖို့ရောင်းချနိုင်မှာဖြစ်တယ်လို့သိရပါဗျာကျွန်တော်အောင်စောထက်ပါ